င်္ဂလာပါဂျူဆိုရာ Terror Page Channel လေးကနေပြီးတော့ပြန်လည်ဂျူဆိုလိုက်ပါတယ်ဒီနေ့ဆိုတော့ကြည့်ပေးသွားမယ့်ဟာလေးတွေအဖာလေးလဲဆိုတော့အာဘောနောနိုဝင်ဘာမှာနိုဝင်ဘာမှာကြုံတွေ့ရမယ်ပေါ့နော်မိမိရဲ့ကံကြမ္မာလေးတွေကိုကြည့်ပေးသွားမယ်ပေါ့နော်နိုဝင်ဘာမှာကျွန်တော်တို့တွေဆိုတော့တွေကဘာတွေကြုံတွေ့ရမလဲဘယ်လိုမျိုးကောင်းသောကံကြမ္မာတွေဘယ်လိုမျိုးဟိုဘယ်လိုမျိုးပြဿနာတွေဘယ်လိုမျိုးအောင်မြင်မှုတွေကိုဘဝတွေကိုရောက်လာမလဲဆိုတာကို အာဒီနေ့ဆိုတာကနေပြီးတော့အားလုံးနဲ့အတူတူကြည့်ပေးသွားမယ်ပေါ့နော်โอเคท้องสันไหนสรเราก็บาลงมาเลยสรพาย1พาย2พาย3ဆိုပြီးတော့ပိုင်းလေး၃ခုရွေးပေးထားမယ်အဲ့ဒီပိုင်းလေးတွေနေပြီးတော့เนาะအဲ့ဒီပိုင်းလေးတွေနေပြီးတော့တဲလေးတို့ကနေပြီးတော့ဘယ်ပိုင်းလေးတွေကကို့အတွက်ပေါ့เนาะအဆင်ပြေမဲ့ပိုင်းမျိုးလေးဖြစ်မလဲဆိုတာလေးကိုရွေးပါเนาะท้องสันတိုင်းပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့สรเราก็ကလေး၃ကပ်ခွဲပေးမယ်เนาะ ခဲ့ဟုတ်ပြီ။ကဲခုဆိုတော့ကပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့ပိုင်းလေး3ခုခွဲမယ်ပေါ့နော်။အဲ့ထဲရမှာမိမိကိုချိန်နှစ်သက်တဲ့ကက်ကလေးတစ်ကက်ကိုရွေးပေးပါပေါ့နော်။ပိုင်းလေးတစ်ပိုင်းအောင်ရွေးပေးပါ။ Okay အဲ့တော့ပိုင်းလေး3ခုခွဲမယ်။ဟုတ်ကဲ့ပိုင်း1ပိုင်း2 line 3เนาะเราဒီမှာ by 1 by 2 by 3 okay အဲ့တော့ဟွန်းကြောက်မွေလေးကိုကြောက်မွေလေးကို by 1မှာထားလိုက်မယ်ဒီမှာဒီလှန်လေးကိုကြာတော့ sorry တန်လျက်လေးကိုကြာတော့ by 2မှာထားလိုက်မယ်ဒီမှာ ဟုတ်ဒီအသေးလေးကိုကြာတော့ဒီနှလုံးလေးပေါ့နော်နှလုံးလေးကိုကြာတော့ဒီမှာ find 3မှာထားလိုက်မယ်ဟုတ်ပြီကဲတော့ find 1 find 2 find 3နော် ပိုင်1ပိုင်2ပိုင်3ကိုယ့်ရဲ့စိတ်ထဲမှာဘယ်ဘယ်ပစ္စည်းလေးอ่ะကိုယ့်ကိုဆွဲငင်နေလဲဘယ်ပစ္စည်းလေးอ่ะကိုယ့်ကိုကိုလှုံ့ဆော်နေလဲကိုယ့်ရဲ့စိတ်ကိုဟိုအဆွဲငင်ဆုံးအဆွမ်းဆောင်ဆုံးတော့ဟာလီကဘာလေးလဲဆိုတဲ့ဥစ္စာလေးကိုတေချာလေးစိတ်အေးအေးလေးထားပါစိတ်ကိုငြိမ်ငြိမ်ထားပါအသက်ကိုဝဝရှူပါလေးပြေးလေးညင်းလေးနဲ့အတူကိုယ့်ရဲ့စိတ်ကိုလှင့်ထုတ်ထားပါစီးမျောပါနော်ပြီးတော့တဲ့အခါကျမှကိုနှစ်သက်တဲ့ပိုင်းလေးတစ်ခုပစ္စည်းလေးတစ်ခုရွှေ့ချပေးပါ ယ်ခုဆိုတာတို့ကပိုင်းလေးတွေကိုရွေးပြီးသွားပြီလို့ယုံကြည်တာဖြစ်တဲ့အတွက်ဆိုတာတို့ကအခုပိုင်းဝမ်းလေးတွေကိုစပြီးတော့ဟောပါတော့မယ်ကဲခုဆိုတာတို့ကပေါ့နော်ရွေးချယ်ပြီးသွားပြီเนาะပိုင်းလေးတွေရွေးချယ်ပြီးသွားပြီလို့ထင်တာမို့လို့ခုဆိုတာတို့ကပိုင်းဝမ်းလေးတွေကိုစပြီးတော့ဟောပေးပါမယ်ပိုင်းဝမ်းလေးပိုင်းဝမ်းလေးတွေရဲ့နှုတ်ပေါ်မှာကြုံတွေ့ရမယ်ကိစ္စလေးတွေတဲ့อืมโอเคနှုတ်ပေါ်မှာ ပါလေးတွေကြုံရမယ် နိုဝင်ဘာမှာရတယ်เนาะပထမအဆုံးထွက်လာတဲ့ကက်ကလေးอ่ะပေါ့เนาะဖောက်ပြန်ခြင်းကက် เนาะတစ္ဆာဖောက်ခံရတဲ့ကတ်เนาะဘေးနားကလူကကိုယ်ကိုလှုပ်ကြံတာကိုခံရတဲ့ကတ်လို့ပြောတယ်။ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ဘေးနားမှာကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့ချစ်သူရီးစားကပေါ့เนาะကိုကိုတဲ့လက်လျူရှုပြီးတော့တဲ့အခြားအခြားသောကိစ္စတွေကိုလုပ်နေတယ်ကိုတဲ့အရေးကြီးတဲ့အရာတွေသူစီမှာရှိနေတယ်ကိုစီမှာစတင်ဖြစ်ပေါ်လာတဲ့ပြဿနာတွေအကုန်လုံးကပေါ့နော်သူတို့ကိုဘေးနာသူတွေကြောင့်ကိုချစ်သူကိုတငယ်ချင်း ကိုတအားယုံကြည်ရပါတယ်ဆိုတဲ့သူမျိုးပေါ့နော်ကိုမထင်မှတ်ထားတဲ့သူတွေအကြောင်းလို့ကိုမှာပြဿနာတွေဖြစ်လာတယ် ကိုမဝမ်းနဲ့ပူဆွေးရတာတွေဖြစ်လာတယ်ဆိုတဲ့ဟာမျိုးလေးတို့ပြောထားတာပေါ့နော်ခုမှချစ်သူရေးစားရှိတယ်ဆိုလို့ရှိရင်ချစ်သူကောင်းလေးချစ်သူကောင်းမလေးကိုတတိထားပါချေမငင်ဘူးလို့စိတ်ခံစားချက်ထင်နေတယ်ဆိုလို့ရှိရင်အဲ့ဒါဘယ်ဝမဝဝလလမရှာပါနဲ့ကို့အနီးနားမှာသူနဲ့ပတ်သက်နေတဲ့သူရှိတယ်ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့အနီးနားမှာကိုနဲ့ပတ်သက်နေတဲ့သူ sorry သူနဲ့ပတ်သက်နေတဲ့သူရှိတယ်ဘလောက်တောင်များနီးကပ်လိုက်တယ်လဲဆိုလို့ရှိရင်ကိုနဲ့အဲ့ဒီကိုချစ်သူနဲ့ အဲ့လိုမျိုးပေါ့နော်ခြေရှုပ်နေတဲ့သူကမျက်နှာချင်းဆိုင်အောင်မြင်ဖူးတယ်ဒါမှမဟုတ်လို့ရှင်ကျိုးရဆိုလို့ရှင်စကားတွေတောင်ပြောဘူးတယ်မိတ်တောင်မိတ်ဆက်ပေးဘူးတယ်အဲ့လိုနေဖြားမျိုးတွေကလူမျိုးတွေပေါ့နော်ခဲနောက်ပွားလို့ရှင်နဲ့တွားကြတော့ပေါ့နော်စိတ်ကိုတဲ့မလုံးမချုံချင်းစိတ်ပူလောင်ခြင်းစတဲ့ပြဿနာတွေတဲ့ကိုယ့်စီကိုရောက်လာတယ်ပေါ့နော် ပြောရလို့ရှိရင်ဒီ노ဝမ်မာမာဆိုလို့ရှိရင်ထိခိုက်ဒဏ်ရာသွေးထွက်တန်ရိုတွေလည်းဖြစ်တတ်သေးတယ်ပေါ့နော်အဲ့ဒါအပြင်ကိုတရားထုတရားမြတ်တွေလည်းဟိုရသွားတတ်တယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ဟိုဗာလဲတပတ်ဟိုဗာလဲလောကတရားကြီးကိုလေလောက်ဟိုဘယ်လိုပြောမလဲတအားကိုလေနားလည်ပြီးတော့လေအော်ဒါတွေကဒီလိုမျိုးပါလားဒီလိုကံရားတွေပါလားဆိုတော့ဟိုပေါ့နော်တိတရားအစ်စ်တီအတိတရားအစ်စ်မှန်နေစစ်မှန်နဲ့ ဟိုလူမှုပေါင်းသင်းဆက်ဆံရေးတွေဟိုရလာမယ်ပေါ့နော်ပြီးတော့ပညာတစ်ခုလည်းကိုယ့်စီကိုရလာမယ်တဲ့ဩဒါတွေကဒီလိုရှိတာလားဆိုအတိတ်တရားတွေလည်းပွင့်လာမယ်ဉာဏ်ပညာတွေလည်းပွင့်လန်းလာမယ်ပြီးွားလို့ရှင်ပညာကောင်းတစ်ခုကိုယ့်စီကိုရောက်လာမယ်တကယ်ငိမ့်အချင်းတရားငိမ့်ချင်းချင်းတရားဘာလဲဆိုတာကိုလည်းကိုယ်ကသိလာနိုင်မယ်တဲ့နော်အဲ့ဒါပြီးတော့လို့ရှင်တဲ့ဒီ November မှာတဲ့တော်ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့စိတ်တရားတဲ့လေလွင့်ပြီးတော့တဲ့ ဘာလို့လို့ဘာကာယမတ်မသိဘဲနဲ့ပေါ့နော်ကံကြမ္မာရဲ့ထုနှက်ခြင်းကိုတဲ့ကောင်းကောင်းကြီးခံရမဲ့လာထဲမှာပါတယ်နော်အဲ့လိုခံရလို့လေကိုကပို့ပြီးတော့ဒီလမှာကိုကပို့ပြီးတော့အကြောတင်းလာမယ်မကြောလာမယ်တန်မာလာမယ်ပြောရလို့ရှင်ကိုဘာလုပ်ရမယ်ဘာကန်ရမယ်ဆိုတာတွေကိုကိုကတဖြည်းဖြည်းနဲ့တိလာမယ်ကိုရဲ့လမ်းစာတွေပွင့်လာမယ်ပေါ့နော်ကံကြမ်းနဲ့ကိုနဲ့ကပေါ့နော်အခုချိန်မှာအာသူတလုံးငါတလုံးပေါ့နော်ဘာတပြန်ကြားတပြန်နေဖြစ်နေကြတယ်အနေသားတစ်ခုလို့ပြရတယ်ပေါ့နော်အဲ့ဒါပြီးတော့လို့ရှင်ပေါ့ ဟောပါဘောနော်ကိုကိုစောက်ရှောက်တဲ့သူတွေရလဲဘောနော်ဒီနာဒီလာတဲ့မှာလဲကိုစီကိုရောက်လာမယ်ဘောအရင်တော့ကကိုနဲ့ပတ်သက်ခဲ့မှုတဲ့သူတွေရလဲကိုစီကိုပြန်လဲရောက်ရှိလာမယ်နောက်ပြီးတော့လို့ရှိအရင်တော့ကကိုဘောကမှာဆုံရှုံလိုက်ရတဲ့အရာတွေကကိုတစ်ခေါက်ပြန်ပြီးတော့ရလာမယ်နောက်တစ်ခုကျတော့ဗာလဲဆိုတော့ကို ဘယ်လိုပြောမလဲဟိုကိုဆုံးရှုံးလိုက်ရတဲ့အခွင့်အလန်းတွေရောက်ပိုင်ခွင့်တွေအကုန်လုံးကိုစီကိုအတိတ်တဖန်ပြန်ပြီးတော့ရောက်ရှိလာမယ်ပေါ့ရနာထားတဲ့အလုတ်ကိစ္စတွေရနာထားတဲ့တင်တန်းကိစ္စတွေပြန်ပြီးတော့လှုပ်ဖြစ်လာမယ်အလုတ်ကိုအာယုံဆိုင်ဖြစ်လာမယ်ကိုဘဝအတွက်ကိုပို့ပြီးတော့အာယုံဆိုင်နိုင်လာမယ်ဆိုတဲ့လမျိုးတွေမှာပါတယ်ပေါ့နော်အမ်ပြီးသားလို့ရှိရင်ကိုကိုတကယ်စောက်ရှောက်တဲ့သူကဒီလိုလူမျိုးပလားကို့အပေါ်မှာတကယ်ကောင်းတဲ့သူကဒီလိုလူမျိုးပါလား ကိုကိုတကယ်ကိုလေးလေးနက်နက်နဲ့ကို့ဘက်မှာရှိပေးတဲ့သူကဒီလိုလူမျိုးပါလားဆိုတော့ကိုဒီလာမှာကောင်းကောင်းကြီးကိုတည်ရမယ်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်တော့ဘလို့ထပ်ပြအောင်မလဲဆိုတော့ အော်လူဘယ်သူတွေကငါ့အပေါ်မှာကောင်းတာလဲဘယ်သူတွေကငါ့အပေါ်မှာမကောင်းတာလဲဘယ်သူတွေကငါ့ကိုကူညီတာလဲဘယ်သူတွေကငါ့ကိုကြောက်တွန်းတာလဲဆိုတာဒီလမှာကောင်းကောင်းကြီးကိုသိရမယ်လားပေါ့ပြောချင်တာကဒီလကလုံးဝမျက်နှာဖုံးတွေကိုခွာချခံရတယ်လားဒါကြောင့်မလို့ကိုယ့်ဘေးနားမှာကောင်းတဲ့လူတွေမကောင်းတဲ့လူတွေကိုကိုကဒီလမှာတိတိတတ်တထင်ထင်ရှားရှားကြီးသိရမယ်လားလို့ပြောလို့ရပြီးတော့လို့ရှင်အခုဒီလထဲမှာပါထပ်ဖြစ်နေလဲဆိုရှင်ပါတော့ကိုကငွေကြေးကတအားကောင်းနေတယ် သို့တော်လည်းပဲကိုကတဆုံတရရောက်တော့ပေါ့နော်လက်မှတ်အာမခံခြင်းစတာတွေကိုလုတ်လိုက်မယ်ဆိုလို့ရှင်တော့ကိုကနည်းနည်းလေးတော့အော်ဘာလို့ပြောမလဲနည်းနည်းလေးတော့အကျွေးတွေတမားကိစ္စတွေလိုက်တာဝန်လိုက်ယူပေးရတာမျိုးလေးတော့ရှိတယ်ပေါ့နော်။တမင်းကြီးစားချစ်သူလင်မယားအိမ်အောင်ကြတဲ့သူမျိုးအိမ်အောင်ကြထားတဲ့သူတွေအိမ်အောင်တဲ့တွေဒီထဲမှာပါတယ်ဆိုလို့ရှင်တော့အဲခလေးလေးရတတ်ပါတယ်။ဘီဘီလေးရတတ်တယ်ပေါ့နော်။ကိုဝင်လေးရှိတတ်ပါတယ်။နော်။ ကိုကိုတဲ့နော်ကိုကိုနွေးထွေးတဲ့မြစ်တာတွေကိုလည်းကိုကဒီလမှာကောင်းကောင်းခံစားရမယ်အဲ့တော့ပြောချင်တာကဒီလမှာဘယ်လိုမျိုးလဲဆိုတော့ပိုင်းဝန်းနေကအစိုးအကောင့်ဒွန်တွဲနေတဲ့လလို့ပြောလို့ရတယ်ဟိုဖောက်လွဲဖောက်ပြန်ဆိုတဲ့ဟာမျိုးတွေကဟိုကိုကိုတစ္ဆာဖောက်တယ်ဆိုတာကချစ်သူရီစားမှရမဟုတ်ဘူးကိုတငယ်ချင်း ကို့ဘေးနာကလူစတဲ့လူတွေကကို့အပေါ်မှာလုံရက်သွားတဲ့ကိစ္စတွေကိုဒီလမှာမျက်ဝါးထင်ထင်မြင်ရမှာဒီဝဒီလမှာမျက်ဝါးထင်ထင်မြင်ရမယ်။အော်နင်တို့ကငါဒီလောက်တောင်ယုံထားရတာနင်တို့ကဒီလိုတွေတော့ငါ့ပေါ်လုံရက်တာလားဆိုတဲ့ဟာတွေမျိုးဟာတွေကိုလည်းတွေ့လာရမယ်။ကို့အခက်အခဲပြဿနာတွေဖြစ်လာတဲ့အချိန်မှာကို့ဘေးနာမှာဘသူကအဓိကရှိဘေးနေတာလဲဆိုတဲ့ဟာတွေကိုလည်းသိလာရမယ်။ကို့ကိုဘသူကဆွဲတင်ပေးတာလဲ။နော်ကို့ရဲ့ပြဿနာတွေမကောင်းတဲ့ကံဆိုးခြင်းတွေကိုဘသူ သူကကာဝယ်ပေးနေတာလဲဘယ်သူကကိုယ်တကယ်ထောက်ပံ့ပြုနေတာလဲဆိုတာဒီလမှာကောင်းကောင်းသိလာရမယ်ပြီးသွားလို့ရှင်အဲ့လိုသိလာတာ ਨੇ တပြိုင်တည်းမေတ္တာတရားဘာလဲနှွေးထွေးခြင်းကဘာလဲချစ်ချင်းမေတ္တာဘာလဲစစ်မှန်သောငြိမ်းချမ်းခြင်းကဘာလဲဆိုတာကိုဒီလမှာ universe ကကိုယ်ကို ကောင်းကောင်းကြီးကို အပြည့်အဝသင်ပေးမယ်လာအဲ့တော့ဘာလို့ရမလဲဆိုတော့ universe ကသင်ပေးတဲ့သင်ခန်းစာတွေအကုန်လုံးကိုတည်တည်ချာချာ သင်ယူပါတက်မြောက်အောင် လုပ်ပါမဟုတ်လို့ရှင် universe ကဒီတလမှာသင်ပေးလို့မတက်နောက်တလထိကူးပြီးတော့သူတို့ကသင်ပေးတတ်တယ်အရန်ဆွဲကောင်းတဲ့ဆရာဆရာမတွေပဲ universe ကเนาะအဲ့တော့ fighting မှာဒီလမှာကြုံလာတဲ့အရာတွေအကုန်လုံးကိုလည်းအဆင်ပြေအောင်လုပ်ပါဘဝမှာလေလောကမှာအစိုးရပဲတော့မရှိဘူးဒါကြောင့်မလို့အခုဒီပိုင်းဝန်းလေးတို့ကြည့်ရင်သိသိသားတယ်သူမှာစိုးရစိုးရမယ့်ကိစ္စတွေရှိတယ်ပေါ့เนาะစိုးရမယ့်ကိစ္စတွေရှိတယ် နော်စိတ်ပြက်စရာကောင်းတယ်သူကိစ္စတွေရှိတယ်သို့တော်လည်းပဲသူ့မှာဘာတွေကကောင်းွက်ရှိလဲဆိုတော့ဒီလိုစိုးသွမ်းနေတဲ့အရာတွေစိတ်ညစ်စရာကောင်းတဲ့အရှုပ်အထွေးတွေပြဿနာတွေကြားထဲမှာသူ့ကိုဘသူကထွေးပိုက်ပေးမှလဲဆိုတော့မေတ္တာတရားဘာလဲဆိုတဲ့ဥစ္စာကိုသူ့ကိုအဓိကပြမှာဖြစ်တာဖြစ်တဲ့အတွက် ိုဘလိုပဲဖြစ်ဖြစ်ပေါ့နော်ပြေးပုံးစရာရင်ခွင်သိတ်ကိုနှွေးထွေးတဲ့လုံကြုံခြင်းကဘာလဲဆိုတော့တင်ပေးမှာဆိုတော့ချစ်ချင်းမြတ်တိုင်အရတာကိုလည်း तू ကဒီလမှာကောင်းကောင်းကြီးခံစားရမှာနှွေးထွေးခြင်းဆိုတဲ့အရတာကိုလည်း तू ကဒီလမှာကောင်းကောင်းကြီးခံစားရမှာဒါကြောင့်မလို့ဟိုအရာအလုံးကအကောင်းနဲ့အဆိုးတွန်တွဲနေတာပေါ့နော်ကဲအဲ့တော့ဒီလမှာပိုင်းဝန်းလေးတွေ universe ကပေးတဲ့သင်ခန်းစာလေးတွေကိုဟိုအော်ကောင်းကောင်းလေးသင်ယူနိုင်ပါစေတက်မြောက်နိုင်ပါစေ universe ကစစ်တဲ့ဆာမွေးလေးကိုလည်းကောင်းကောင်းမွန်မွန်ဖြစ်စုနိုင်ပါစေ คเออအခုကပိုင်းဝမ်းလေးကိစ္စအပြီးပြီပေါ့နော်။ Okay အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ဆိုတာတို့က fine tool လေးတွေနဲ့ဆက်သွားကြရမယ်ပေါ့နော် fine tool လေးတွေကိုဆက်သွားမယ်မလေးပလုတ်တော့ fine tool လေးတွေကိုဆက်သွားမယ် fine tool လေးတွေဘာလေးတွေလားဒီမှာဟမ်ဟိုကောင်းလိုက်တာ ကဲပိုင်းတူးလေးတွေကဒီနေ့ကျမ်းမာဒီဒီလာထဲမှာတော့ကျမ်းမာရုပ်တရီဂရုစိုက်ပေးပါပါเนาะဘာလို့လဲဆိုတော့ကျမ်းမာရဲ့နည်းနည်းအညံ့ရှိတယ်ကျမ်းမာရဲ့အညံ့ရှိတယ်ကိုစီကိုကိုကပေါ့เนาะကိုကဘလို့လူမျိုးဒီလာမှာဘလို့လဲဆိုတော့ကိုကပေါ့เนาะတရားစီရင်ဖေးရမယ်လာလို့ပြောလို့ရတယ်ပေါ့เนาะဟောပေါ့เนาะငါကဘာလဲဆိုတဲ့ဟာမျိုးကိုသိအောင်ပြရမယ်လာ ပြဖြစ်နေမယ်လာပေါ့နော်လူတိုင်းနေလူတိုင်းတော့ကိုကရှေ့တအားထွက်ပေးနေရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်နော်ကို့မှာတဲ့ဆုံးဖြတ်ရခတ်တဲ့အခြေအနေတွေလည်းကို့စီကိုရောက်လာမယ်တဲ့နော်ဆုံးဖြတ်ရခတ်မဲ့အခြေအနေတွေဟိုဆုံးဆုံးဖြတ်ကိုဖြတ်ကမဲ့အရာတွေရွေးချယ်စရာကိစ္စတွေကို့မှာရှိနေတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ရှေ့မတိုးတာနောက်မဆုတ်နောက်မဆုတ်တာကိစ္စတွေလည်းပေါ့နော်ဒီလာထဲမှာတဲ့ဟိုပေါ့နော်အဲ့ဒါတွေကဆုံးဖြတ်ရမဲ့ကိစ္စတွေပေါ့နော်ကြုံတွေ့လာရမယ်ပြီးတော့လို့ရှိရင်အဲ့ဒါတွေကိုကိုကကောင်းကောင်းမွန်မွန်ပြန်ပြီးတော့ဖြေရှင်းနိုင်တယ်ပြန်ပြီးတော့ရုံးထွက်နိုင်တယ်ပေါ့နော် နော်ပြောရလို့ရှိရင်ခုနကလိုမျိုးပဲရက်ဆိုင်ထားတဲ့လုပ်ငန်းကိုင်ခံကိစ္စတွေအကုန်လုံးပြန်လည်ပြေလာမယ် EAS campus ရှိတယ်ပြီးတော့လို့ရှိရင်အရင်တော့ကိုနဲ့ပေါ့နော်ပတ်သက်ခဲ့ဘူးတဲ့သူတွေကကိုယ့်စီကိုပြန်ရောက်လာပြီးတော့ကိုနဲ့ပြန်အဆက်အသွယ်ရပြီးတော့ပေါ့နော်ကိုယ်နဲ့ပေါ့နော်ပနာတွေတဲ့ပြီးတော့ဟိုအလုတ်တွေလှုပ်ဖြစ်မယ်ချက်ချင်းမြတ်တာတွေဝေး ညှဖြစ်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်ခရီးတစ်ခုလေးထွက်ကပါမယ်ဆက်စားပိုင်းမှာခီးမှာနည်းနည်းလေးပြဿနာလေးရှိပြီးမနောက်ပိုင်းကျရင်ပျော်ရွှင်စရာကောင်းတဲ့ခီးလေးဖြစ်သွားပါမယ်ပြီးတော့လို့ရှိရင်ပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့အထင်နဲ့မြင်လွဲနေတဲ့အရာတွေကကိုယ့်စီပို့ပြီးတော့ဖြစ်ပေါ်လာလိမ့်မယ်ပေါ့နော်အကောင်လုံးအမြင်မှာကိုကအဆင်ပြေနေတယ်ဆိုတာမျိုးပြပေမဲ့ကိုယ့်ရဲ့မသိစိတ်ထဲမှာပေါ့နော်အဆင်မပြေမှုတွေရှိနေတာတွေကိုဟိုတဖြည်းဖြည်းနဲ့ပေါ့နော် ဟိုနားလေလာလိမ့်မယ်ပြီးတော့လို့ရှင်ရင်ပဝန်းချင်းကိုတိတ်ခယူမဆိုင်တက်ဖို့ ਨੇ ကိုကိုကိုချစ်တက်ဖို့ဒီလမှာ universe ကတင်ပေးပါလိမ့်မယ်နော်ပြီးတော့လို့ရှင်ကိုကိုကိုတအားချုပ်တီးနေရတာတွေရှိနေတယ်ပေါ့နော်နောက်တစ်ခုကျတော့ကိုကိုမနာလိုတဲ့သူမျိုးလဲကိုဘေးနာမှာရှိနေတယ်ပေါ့နော်အဲ့ဒါလေးကိုသူကသတိထားစေချင်တယ်တဲ့နော်တခုခုဆိုလို့ရှင်ကိုကရှေ့ထွက်ကမယ်မှတ်မှတ်ဘယ်ကိစ္စမဆိုကိုကတော့ကိုကိုတော့မှန်မှန်ကန်ကန်လုတ်စေချင်တယ် ဟိုလိန်နာညာတာပြဿနာတစ်ခုရဲ့အစာကိုမဖြစ်စေနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ကိုကမှန်မှန်ကန်ကန်လုံနေတဲ့၍နီးမှန်လမ်းမှန်စီးဘောင်ထဲမှာနေနေသေးတဲ့၍ဒီလာကိုအတွက်လုံးဝအနေရမရှိတဲ့လအေးဒါပေသည့်နော်စီဘောင်ကနားတွေကနေထွက်လိုက်ပြီဆိုတာနဲ့ကိုကိုမနာလိုတဲ့သူတွေကကိုကိုချောင်းမြောင်းတိုက်ခိုက်ဖို့ဆိုတော့ကိုစီမှာရှိနေတယ်လူတိုင်းကကိုကိုချစ်တယ်လို့ထင်ရပေမဲ့ပေါ့နော်ကိုဘေးနားမှာမနာလိုတဲ့သူတွေရှိနေတယ်လူတိုင်းကကိုမှာအဆင်ပြေနေတယ်လို့ထင်ရပေမဲ့ ကိုမှကိုပဲတည်းရဲ့ပြဿနာတွေစိတ်နှောက်ရက်တွေစိတ်ပင်ပန်းခြင်းတွေကိုမှရှိနေတယ်เนาะဘယ်ဟာမှမသိတဲ့ဝင်လာတဲ့ပြဿနာတွေလို့ကိုကရှင်းပေးနေရတယ်ပေါ့เนาะပြီးတော့လို့ရှင်ရက်ဆိုင်ထားတဲ့အရင်တုန်းကပေါ့เนาะအရင်တုန်းကကိုအဆက်အသွယ်ဖြတ်လိုက်တဲ့လူတွေကိုဖဲပေါ့เนาะအဆင်မပြေလို့လမ်းခွဲသွားတဲ့လူတွေကကိုစီကိုပြန်ရောက်လာမယ်ဟိုက EX Combat ဆိုတဲ့ပုံစံမျိုးပေါ့เนาะပြီးတော့လို့ရှင်ရက်ဆိုင်ထားတဲ့အလုပ်တွေ နော်မပြီးဆုံးသေးတဲ့ကိစ္စတွေကိုကိုကနောက်တစ်ချိန်နောက်တစ်ခါပြန်ပြီးတော့ဖန်ဟိုထပ်လောက်ကမယ်ထပ်ပြီးတော့ဖြည့်ရှင်းရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကိုကြုံမိသားကံကြမ္မာဟောင်းတစ်ခုကိုစီကိုပြန်ရောက်လာမယ်ပြီးသွားလို့ရှိရင်ကိုရဲ့ကျမရဒီရက်ထဲဒီလထဲမှာပေါ့နော်ခဏခဏဖြားတာနာတာအဲ့လိုမျိုးအဆင်မပြေတာလေးတွေတော့မြင်နေရတယ်ပေါ့နော်ခဏခဏဖြားနာတတ်တယ်ဟိုတစိတ်ရှိလို့ရှိလို့ရှိရင်ဟိုလိုမျိုးနည်းနည်းလေးမိုးလေးအေးတာနဲ့နေလေးပူတာနဲ့ချောင်းဆိုးချောင်းချောင်းဆိုးချွဲချက်ခေါင်းမူး ခေါင်းကိုက်ဖြားတာနာတာလေးတွေကိုကဖြစ်နေမယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပြောလို့ဒီလထဲမှာငွေပြတ်သွားမှလားဆိုတော့ငွေမပြတ်ဘူးခရီးတောင်ထွက်လို့ရတဲ့အနေထားတစ်ခုထွက်ကိုထွက်ဖြစ်မဲ့အနေထားတစ်ခုပေါ့နော်ဟိုငွေကဘလို့နည်းနည်းကိုကိုယ့်စီကိုငွေရတော့ဝင်နေတာလေးပဲနော်ပြောသွားလို့ရှိရင်ကို့မှာမဖြစ်မနေဆုံးဖြတ်ရမယ့်ကိစ္စတွေရှိတယ်အဲ့ဒီဆုံးဖြတ်ရမယ့်ကိစ္စတွေကလည်းအရင်ကလွယ်ကူမနေဘူးရှေတိုးကမှလားနောက်ဆုတ်ကမှလား စတဲ့အရာတွေကိုယ့်စီမှာရှိတယ်စိတ်အရှိတဝါတာလဲခက်နောက်ဆုတ်ဖို့ကလဲမလွဲအဲ့လိုမျိုးပေါ့နော်အခြေအနေနေထားတွေဆုံးဖြတ်ရမယ့်အပိုင်းကဏ္ဍတွေကိုယ့်စီကိုရောက်လာတတ်တယ်။နောက်ပြီးသွားလို့ရှိရင်အရင်တုန်းကကိုမလုပ်ခဲ့တဲ့အလုပ်တွေကကိုကပြန်လုပ်ရမယ်။အရင်တုန်းကကိုရက်ဆိုင်ထားတဲ့အလုပ်တွေကောင်းသောအလုပ်တွေကနောက်တစ်ခေါက်ပြန်ပြီးတော့လဲပတ်လာတယ်ပေါ့နော်။ ိုလက်လွတ်လိုက်ရတဲ့အခွင့်အရေးတွေကကိုစီကိုနောက်တစ်ခေါက်ပြန်ရောက်လာတယ်။ကိုနဲ့အရင်တုန်းကပေါ့နော်ပတ်သက်ခဲ့ဘူးတဲ့ပေါ့နော်မိတ်ဟောင်းဆွေဟောင်းနေနဲ့ကိုနဲ့ကပြန်ပြီးတော့အဆင်ပြေပနာတင့်သွားတယ်။ကိုနဲ့ဆကျွန်တော်မခေါ်တော့ဘူးလို့ဘာလို့ညာတော့ဖြစ်ထားတဲ့တငယ်ချင်းတွေနဲ့လည်းပြန်ပြီးတော့အဆင်ပြေထားတယ်။ပြီးသွားလို့ရှင်ဒီလာထဲမှာဆိုလို့ရှင်ခရီးတစ်ခုထွက်ရလိမ့်မယ်။ခရီးကဆက်ဆက်ထွက်ထွက်ချင်းတုန်းကအဆင်မပြေဘူးစိတ်ရှုပ်တယ်လို့ဘာလို့ညာတော့ထင်ပေမဲ့နောက်ပိုင်းမှာခရီးမှာအဆင်ပြေသွားမယ်။ပြီးသွားလို့ရှင်အဲ့ဒီခရီးမှာကိုကိုလမ်းဖောက် ပေးဖို့အတွက်ပေါ့နော်လမ်းပြပေးဖို့အတွက် universe ကလူတယောက်လွှတ်လိုက်မယ်ဒါမှမဟုတ်လို့ရှင်အကြောင်းအရာကိစ္စတခုညံအလင်းတခုဒီတခီးမှာကိုယ့်အတွက်ရလာနိုင်မယ်အကျိုးမရှိတဲ့ခီးတော့မဟုတ်အကျိုးရှိတဲ့ခီးတခုပဲကဲအဲ့တော့ဒီလာမှာ universe ကဘာကိုတင်ပေးတာလဲဆိုတော့ဒီ fine tool လေးကိုသူကတင်ပေးမဲ့ကိစ္စကဘာလဲဆိုတော့ ပဝင်းကျင်ကိုဂယူးမဆိုင်ဖဲနဲ့ကိုကိုကိုဂယူးဆိုင်ပါကိုအစင်မပြေချင်းကကိုကိုတိုင်းနဲ့ပဲတက်ဆိုင်နေကိုအစင်ပြေချင်းကလည်းကိုကိုတိုင်းနဲ့ပဲတက်ဆိုင်နေလူတွေအများကြီးရှင်မှာမမမမရက်တီပေးတာတော့ကောင်းတယ်သို့တော်လည်းပဲတာဝန်ယူမှုတာဝန်ခံမှုကိုကကြီးပဲလုပ်နေရတဲ့အခါကျရင်အရန်ကိုပင်မန်းလာတယ်ကိုရဲ့ကိုပိုင်းလိုအပ်ချက်တွေရှိလာတတ်တယ်ကိုကိုကိုအချိန်မပေးတဲ့အခါလိုအပ်ချက်တွေပြဿနာတွေအစင်မပြေတာတွေရှိလာတတ်တယ်ဒါကြောင့်မလို့ကိုကိုကိုပဲဂယူးဆိုင်ပါဆိုတဲ့ဟာကို universe က ီလမှာဖိုင်းတူးတွေကိုကောင်းကောင်းယူသင်ပေးသွားပါလိမ့်မယ်။ကဲအဲ့တော့ဒီလရဲ့ဖိုင်းနိုဝင်ဘာမှာဖြစ်မဲ့ကိစ္စလေးတွေဖိုင်းတူးလေးတွေတကယ်တော့ပြီးသွားပါပြီ။ဒီလိုရှင်ဖိုင်းတူးလေးတွေကိစ္စကိုဆားလိုက်ကြရအောင်ဖိုင်းတူးလေးကပါလေးတွေဖြစ်မလဲ။ဟုတ်ဟုတ် 3လေးတွေအကားဘယ်လိုလေးလဲဆိုတော့ pine 3လေးတွေကရဲဒီလောက်မှာနည်းနည်းလေး fighter လောက်ကားပါမယ် fighter လောက်ကားပါမယ် fighter ကဘယ်လိုလောက်ကားမလဲဆိုတော့ရုံးကန်နေရမယ်တခုခုဆိုလို့ရှင်ကိုမအရန်ကိုရုံးကန်နေရတာပဲ ကိစ္စကောင်းသောကိစ္စပဲဖြစ်မကောင်းတဲ့ကိစ္စပဲဖြစ်ဖြစ်စကားတအားပြောရတဲ့လားလို့ပြောရမယ်လူတွေနဲ့ကိုနဲ့အထင်မြင်နေမတူဘူးနောက်တစ်ခုခုဆိုလို့ရှိရင်ကိုကပေါ့နော်ချက်ချင်းဝုံတိုင်းလောက်တတ်တဲ့အကျင့်ဆိုပေမဲ့ပေါ့နော်အဲ့လိုဝုံတိုင်းလောက်လိုက်ပြီးစိတ်ညာလက်မြန်နေပေါ့နော်အာအမြန်အဆန်ကိုလော်လော်ကြီးတော်ကြီးလှောက်ချလိုက်ပြီဆိုလို့ရှိရင်အဲ့ကိစ္စပြဿနာတက်ကိုတက်ပြီပဲဒီလားမှာပြဿနာတက်ကိုတက်ပြီအဲ့တော့ ။မလုပ်ကြမလဲဆိုလို့ရှိရင်သူကခေါင်းအေးအေးထားပြီးတော့ကိစ္စတစ်ခုကိုအချိန်အေးအေးထားပြီးတော့အချိန်တေချာယူစိတ်အေးအေးထားပြီးတော့လုပ်ကြမယ်၊ကင်ကမယ်၊ပလန်တေချာချပြီးတော့လုပ်ကြမယ်ချက်ချင်းဟိုစက်ခနဲ့ဖြတ်ပါ sorry ဖြတ်ခနဲပေါ်ဆက်ခနဲလောက်ဆိုလာမသိဘူးအဲ့လိုမျိုးတော့သူလောက်လို့တော့မရဘူးပေါ့နော်နော်အဲ့တော့အေးအေးဆေးဆေးလေးနဲ့တေးသေးချာချာလေးအလုပ်ကိုလောက်ကမယ်ပြီးသွားလို့ရှိရင်တခုခုဆိုလို့ရှိရင်စကားအရန်ပြောရတယ်အရန်ဖိုက်ကြတယ်အရန်ဖိုက်တာလုပ်နေရတယ်ဒီလမှာတခုခုဆိုလို့ရှိရင်အာမဟုတ်ဘူးလေဒါဒီလိုလေးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့လူတိုင်းကိုလိုက်ရှင်းပြနေရတယ်လူတိုင်းနဲ့စကားအခြေအနေတွေပြောနေရတယ်စကားတအားပြောရတယ်လာတခုခုဆိုလို့ရှိရင်တေးသေးလေးရစားစကားအများကြီးပြောပြီးအခြေအနေတွေပြောပြီးတော့ကောင်းတာတွေရောမကောင်းတာတွေရောကိုလိုက်ပြောနေရတယ်လာနော် ပြီးတော့လို့ရှိရင် ပိုင်းသရီလေးတွေကအရွှေအပြောင်းကဏ္ဍလေးတွေရှိတယ်အဲ့မှာပေါ့ဟိုအလုတ်ကနေပြီးတော့တနေရာကိုရွှေ့လိုက်ရတာမျိုးဟဲ့နော်ဟိုကြောင်းမှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ပေါ့เนาะရွှေ့ရပြောင်းရတာလေးတွေရှိတယ်เนาะရွှေ့ပြောင်းမလုပ်ချင်ဘူးဆိုလို့ရှိရင်ပိုင်း3လေးတွေကဘာလို့လို့ရလဲဆိုတော့အဲ့ရပြောင်းအိတ်လိုက်เนาะဒီဘာလို့ရှိရင်တဲ့เนาะအထက်လူကြီးကတဲ့အထက်လူကြီးเนี่ยကိုယ်နဲ့အဆင်ပြေနေတယ်ဆိုလို့ရှိရင်တော့ပိုင်း3လေးတွေက ရာဒူးတိုးဖို့ရှိပြီးတော့အထက်လူတွေနဲ့ကိုနဲ့ငโกတွေရရှေ့လာတဲ့မှာတွေကအကြောကိုက်ကြီးမကိုက်နေဘူးဆိုလို့ရှိရင်တော့အထက်လူကြီးရဲ့မျက်မုံးကြိုးတာခံရပြီးတော့အထက်လူကြီးနဲ့ပြဿနာတက်နိုင်နေနော်ဒါပေမဲ့စိတ်မပူပါနဲ့ပိုင်း3လေးကဒီလမှာပျော်ရွှင်ခြင်းကဘာလဲဆိုတာကို universe ကသင်ပေးมาဖြစ်တဲ့အတွက်ပျော်ရွှင်စရာကောင်းတဲ့စိတ်ခံစားချက်တွေပျော်ရွှင်လို့ရတဲ့အကြောင်းတရားတွေကိုယ့်စီကိုရောက်လာပါလိမ့်မယ်ပြောရလို့ရှင်ပိုင်း3လေးတွေက sand up ပွင့်နေပါတယ်နော် sand ပွင့်နေတယ် နော်ပြီးတော့လို့ရှိရင်ပိုင်း3လေးတွေစိုးရိမ်နေပြီးတော့စိတ်ပူနေတဲ့ကိစ္စတွေတဲ့ဖြစ်လာမှာမဟုတ်တာမှုလို့ ိုကိုကိုချစ်ပါအောင်ကိုကိုကိုပြောအောင်နေပါအောင် တွေးပူနေလဲအလကားပဲဖြစ်လာမဲ့ကိစ္စဖြစ်မှာပဲမဖြစ်ဘူးလို့တတ်မှတ်ထားတဲ့အရာတွေကတော့မဖြစ်ဘူးပဲဒါကြောင့်မလို့ပြောစရာရှိတာပြောပါပါစရာရှိတာပါပါလှုပ်စရာရှိတာလှုပ်ပါကိစ္စတွေကိုတွေးမပူဖို့ universe ကပြောနေတယ်နော်ပြီးတော့လို့ရှင်ဒီလာတွေထဲမှာဘာပဲလှုပ်လှုပ်တတိထားနော်လက်မှတ်စာချုပ်စာတန်းစတဲ့အရာတွေကိုလှုပ်တဲ့အခါကျရင်တတိထားလူလိန်ခံရတတ်ပါတယ်နော်လူလိန်ခံရတတ်ပါတယ်ငွေ ခုနှစ်ကနန်းဆုံးရှုံးရတတ်တယ် ုတ်ပြီနော်ကျမကြီးလည်းကောင်းနေတယ်ပျော်ရွှင်ခြင်းတွေလည်းရှိနေတယ်အပျော်လွန်ပြီးလွတ်သွားတယ်နော်သတိထားနော်အချစ်ဆန်းတွေကလည်းပွင့်နေတယ်နော်ပျော်ရွှင်ခြင်းကိုလည်း universe ကကောင်းကောင်းယူတင်ပေးနေတာမဟုတ်လို့တအားကိုလွတ်လပ်ပြီးပေါ်ပါနေတယ်သို့ပေသည်နော်အထက်လူကြီးနဲ့ကိုကအဆင်ပြေနေတယ်ဆိုလို့ရှိရင်အထက်လူကြီးနဲ့အဆင်ပြေနေတယ်ဆိုလို့ရှိရင်ကိုက ယာရုတိုးဘို့ဒီလထဲမှာရှိတယ်အထက်လူကြီးနဲ့အဆင်မပြေဘူးဆိုတော့တတိထားနေရပြောင်းခံရတာတို့ယာရုရွှေ့ခံရတာတို့ရှိတယ်เนาะအဲအလုံးမရှိတဲ့သူမျိုးဆိုလို့ရှင်အိမ်ရအဖေနဲ့အကီးကရင်တော့မိုးဖိုးတွေအများကြီးရတတ်တယ်အိမ်ရအဖေနဲ့နည်းနည်းလေးအမ်ဘောနောခြားထားတယ်ဆိုလို့ရှင်ရင်တော့အမ်အဖေအားနေကိုစူနေမှန်းနေမဲနေတာမျိုးလေးတော့ရှိမယ်ပေါ့နော်ပြောပါလို့ရှိရင်အွှေအပြောင်းလေးတွေမြင်ရတယ် နော်ကောင်းတော့ပြောင်းခြင်းပဲဖြစ်မှာပါပြောရလို့ရှင်ပြောင်းရမယ့်နေရာဝိုးဝေးလန်လန်မဟုတ်ကိုနဲ့နီနီနာနာပဲပြောရလို့ရှင်ဒီလမှာအားလုံးနဲ့ fight နေရတယ်ဆိုပြီးတော့ပြောထားတယ်အဲ့တော့ဒီလမှာဒီလမှာ point 3လေးတွေကို universe ကဘာကိုသင်ပေးသွားမှာလဲဆိုတော့ပျော်ရွှင်ခြင်းအစစ်မှန်ဘာလဲလွတ်လပ်ပေါ်ပါမှုဆိုတာဘာလဲဆိုတာကို universe ကကောင်းကောင်းရင်ကိုသင်ပေးသွားမှာပါဟိုအရာအားလုံးကိုအလေးနဲ့ထားပြီးလောက်တာတော့မှန်ပါတယ်ဒါပေမဲ့သို့တော်လည်းပဲအချို့အရာတွေမှာပေါ့ပေါ့ပါပါလေးတွေးပြီးတော့ ပပပပလေးနဲ့ဖြတ်တန်းလို့ရတဲ့နေ့ရက်တွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းကိုသူကသင်ပေးသွားလိုက်မယ်ပြီးသွားလို့ရှိရင်ဆွေးတွေးပူနေလဲအပေါ်ပဲဖြစ်လာမယ့်ကိစ္စဖြစ်လာမှာပဲမဖြစ်ဘူးလို့သတ်မှတ်ထားပြီးသားအရာတွေအကုန်လုံးကတော့မဖြစ်ဘူးဒါကြောင့်မလို့တွေးပူမနေနဲ့ကိုလုံးစရာရှိတာကိုဆက်လုံးပြီးတော့လူတိုင်းကိုယုံကြည်လို့မရဘူးဆိုတဲ့ဟာကို universe ကကိုကိုကောင်းကောင်းကြီးသင်ပေးသွားမှာဖြစ်တယ်ဒါကြောင့်မလို့အရင်ကြီးဟိုစိတ်ကြီးတဲ့မှာလေးလံနေတာမျိုးတွေးပူနေတာမျိုးမဖြစ်စေချင်ဘောပါအောင်နဲ့ ဒီနိုဝင်ဘာလလေးကို ဖြတ်တန်းသွားပါလို့ဆိုတာကလည်းပြောချင်ပါတယ်။ကဲအဲ့တော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲ။နောက် video မှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ video နဲ့အတူတူဆိုတာပြန်လာခဲ့ပါဟုံးမယ်။ Jusura ရဲ့ Terror Page Channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင်ပြီးသွားလို့ရှိရင်ဟိုကိုယ့်ရဲ့တငယ်ချင်းတွေကိုလည်းပြပေးပါเนาะ follow လေး follower လေးတွေတိုးချင်လို့ပါပေါ့เนาะ အဲ့ဒါလေးတွေကိုဆိုတော့တစ်ချက်လောက်ကူညီပေးပါအောင်ရှင်။ကြေအားလုံးမဲ့တက်တာပါ။စိတ်ကြမ်းမာခြင်း၊ကိုယ်ကြီးကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။နိုဝင်ဘာမှာအကောင်းဆုံးသောအရာတွေနဲ့ကောင်းမွန်ခြင်းတွေသာပိုင်ဆိုင်ကြပါစေလို့ဆိုတာနေပြီးတော့ဒီနေ့ကနေဆုတောင်းလေးပေးလိုက်ပါရစေ။အားလုံးမဲ့တက်တာပါ။